ဆရာတော်ရှင်သမီးဖေဗျာမေကွန်မေရှာခွင့်ပြုပါရှင်ဗျာတွဲတော်တို့ဗုဒ္ဓဘာသာမှာပေါ့နော်တွဲတော် AI မှာပေါ့ DeFi မှာဟိုရှာကြည့်လိုက်တဲ့အခါမှာဗုဒ္ဓဘာသာရဲ့အာသာချက်လေးတွေတွေ့ရတယ်ပေါ့အာသာချက်လေးတွေ့ရပြီးအော်တော်တော်တာပဲပေါ့အဲ့တော့တွဲတော်အာနေချက်လို့မေးလိုက်တဲ့အချိန်မှာသူကသစ္စာလေးပါးနဲ့ပရိစ္ဆာသမုပ္ပါဒ်နဲ့ပရိအာမျက်စိမှပြပြတာဆိုရယ်နတ်နေပြီးတော့အတွင်းကြကြနားလည်မှုခက်ခဲလို့ ခက်ခဲတာကိုဖတ်မိတော့ဘာသွားတွေ့လဲဆိုတော့တပည့်တော်တို့ဗုဒ္ဓဘာသာရဲ့နန်းနေတဲ့အရာတွေကိုလူတိုင်းနားလည်အောင်ပြုလုပ်သင့်ကြောင်းတွေးမိတယ်ပေါ့ဗျာအဲ့တော့ဒါဆိုရင်အရှင်မြတ်တို့အနေနဲ့ဆိုရင်ရောလူငယ်တိုင်းလူတိုင်းအလွယ်တကူဖက်ရှုလိုက်နာနိုင်အောင်ဘယ်လိုဆောင်ရွက်သင့်လဲပေါ့ဗျာဒီ AI မှာကြတော့ဒီနားလည်မှုခက်ခဲတဲ့ဟာတွေကိုဘုံကြီးတွေဒီသာသနာပိုင်ဆရာတော်တွေကအသေးချာမရှင်းပြမှုတေချာရှင်းပြမှုအားနေတဲ့အတွက်ကြောင့် ဒီလိုမျိုးမတိရတာပါပေါ့အဲ့ဒါအဲ့ဒါမျိုးပြောထားရပေါ့အရှင်များအဲ့တော့အရှင်များတို့အနေနဲ့ဆိုရင်ဒါ AI ဆိုတာလေတပည့်တော်ဒီအများကဟိုသူဒီလိုကွန်ပျူတာအားလုံးအုံနောက်ရဲ့ကိုစားကိုဖြစ်နေတာဆိုတာလေတပည့်တော်ဗုဒ္ဓဘာသာတပည့်တော်ပြောင်းမြင်တာဒါဆိုငါတို့ဒီဗုဒ္ဓဘာသာမှာပြင်ရမယ့်အရာတွေလားဒါမှမဟုတ်ဘလို့ဖြည့်ဆွဲရမလဲဆိုတော့တွေ့လိုက်တော့အရှင်ဖျားကိုမေးခြင်းစိမ့်ဖြစ်သွားတာပေါ့နော်လူငယ်တိုင်းလူတိုင်းအလွယ်တကူဖက်ရှုလေ့လာနိုင်အောင် ဘယ်လိုဆောင်ရွက်မလဲလို့အရှင်မြတ်အကြံပြုပေးသင်ပါတယ်ကအဗုဒ္ဓဘာသာမှာပရိသသမုပ္ပါဒတရားဒေသနာတော်သစ္စာ၄ပါးတရားဒေသနာတော်တွေဆိုတာခံပြီးရဒေသနာလို့ခေါ်တာပေါ့နည်းနည်းတဲ့တရားတချို့ဟာဆိုရင်ဟိုစိတ်ကူးရင်လို့မရဘူးတွေးလို့မရဘူးကိုယ်ကလက်တွေ့အထုတ်လိုက်မှသိနိုင်တဲ့အပိုင်းတွေလည်းရှိတယ်ဒါကြောင့်စပေတဲ့မှာအတ္တကဝဆရောဆိုတာ တွေးလို့ရတဲ့တရားမျိုးမဟုတ်ဘူးယနေ့ခေတ်တော်များက logic အနေနဲ့တွက်ချက်ရတာလေတွက်ချက်ပြီးတော့ဟိုလိုဖြစ်နိုင်တယ်ဒီလိုဖြစ်နိုင်တယ်ဆိုတာဘုရားရဲ့ဒီသစ္စာလေးပါးတရားတွေပရိသတ်သမုပ္ပါဒ်တရားတွေအကြောင်းကျိုးဆက်နွယ်မှုတွေကလို့တွက်ချက်လို့ရတဲ့အပိုင်းတွေရှိလို့လက်တွေ့ကျင့်ကြံအထုတ်လိုက်မှသာအကြောင်းကျိုးဆက်နွယ်မှုတွေမြင်ရတယ်နားလိုက်တယ်ပေါ့နော်ဒုက္ခသဘောတရားသမုဒိယသဘောတရားတွေနိရောဓမဂ္ဂသဘောတရားတွေကအထုတ်မှပူချင်းသွားတဲ့အပိုင်းတွေရှိတယ်ဆိုတော့ မြန်မာနိုင်ငံမှာဆရာတော်ဘုရားကြီးတွေခေတ်ဆက်ဆက်ကအများကြီးကြိုးစားထားတာပဲနော်မဟုတ်ဆရာတော်ဘုရားကြီးလို့ဆိုရင်လည်းဒါပရိသတ်သမုတ်ဘက်ကိုနီးမျိုးစုံနဲ့ဟောပြခဲ့တာပဲလीအဲ့တော့ဆရာတော်ကြီးသူကြောင့်လည်းပရိသတ်သမုတ်ဘက်ကိုမြန်မာနိုင်ငံမှာတော်တော်များများနားလည်ကုန်ကြတယ်အသက်ကြီးမှဝက်လာတဲ့ဦးစင်းကြီးတွေလည်းသဘောပေါက်တယ်သူတို့ဆရာတော်ကြီးရဲ့စံဝိုင်းအနေနဲ့ဟုတ်တယ်မလားဆိုတော့တခြားတခြားဆရာတော်တွေလည်းသူနည်းသူဟန်နဲ့ပရိသတ်သမုတ်ဘက်ဒေသနာတွေဟောကြပါတယ်ပဋ္ဌာန်းဒေသနာတွေဟောကြပါတယ်အဓိကဆရာတော်ကြီးတွေအလုံးမလုံးတာမဟုတ်ပါဘူး လူငယ်တွေလိုက်လာလေးစားလေးလာမှုအားနေတာတကယ်တော့လူလေလူငယ်တွေဘက်ကဘာသာရေးကိုအလန့်ဝေးနေတာတကယ်တော့ဆယ်တော်ကြီးတွေလှုပ်ထားတာလည်းအများကြီးပဲနည်းနည်းလောက်အချိန်ပေးပြီးလေ့လာကြည့်လိုက်ရင်တွေ့မှာပါဟိုနောက်တစ်ခုကမြန်မာနိုင်ငံကကြတော့ဤပညာပိုင်းနည်းနည်းနောက်ကျတာလေအဲ့တော့အခုမှသာနည်းနည်းလူငယ်တချို့ဘာသာရေးလိုက်စားပြီးတော့ software တွေတည်ထွင်လာကြတာဆယ်တော်ကြီးတွေတရားတွေကိုအလွယ်တကူလေ့လာလို့ရအောင်ဆိုပြီးတော့အခု PDF file software တွေလှုပ်ကြတယ် application တွေတည်ထွင်ကြတယ်ဒါအခု မြန်မာတွေလုံနေကြတာပဲလေဆိုဒါမဲ့သုံးပြုသူအားနေသေးတယ်ပေါ့သုံးပြုသူအားနေသေးတယ်အထူးသဖြင့်လူငယ်တွေဓာတ်တွေသိစိတ်မဝင်စားဘူးလေအကြောင်းဆိုလိုတာဆရာတော်ကြီးတွေအလုံးမလုပ်တာမဟုတ်ပါဘူးเนาะဆရာတော်ကြီးတွေအများကြီးလှုပ်ထားပါတယ်လူငယ်တွေဘက်ကလေးလာမှုဆွမ်းအားလေးလိုနေတာပါအဲ့တော့ခုနရတုမေးတဲ့မိကုန်ထဲမှာလူငယ်တွေကိုပါအောင်လို့လုပ်ဖို့လို့ဆိုတာပဲဦးဇင်းစဉ်းစားမှာပေါ့เนาะအဲ့တော့လူငယ်တွေဒီဓမ္မဒေသနာတော်တွေကိုလေ့လာလိုက်စားဖြစ်သွားအောင်တနည်းအားဖြင့်ဝိပဿနာတွေအထောက်ဖြစ်သွားအောင် ဘယ်လိုလုပ်ကြမလဲပေါ့ဒီအပိုင်းကိုပဲဦးဇင်းတို့အကြံပေးကြရမယ်ဆွေးနွေးကြရမယ်ပေါ့နော်အဖြစ်တစ်ခုချရမှာပေါ့လေအဲ့တော့ဒီတရားဓမ္မဆိုတာဟိုပြင်းစရာမကောင်းဘူးပျော်ရွှင်စရာကောင်းတယ်လက်တွေ့ဘဝမှာလည်းပဲဒါအသုံးဝင်နေဆိုတာလေးထိကိုဦးဇင်းတို့ message ပေးဖို့လိုတယ်တချို့ကတရားဆိုတာအသက်ကြီးမှအထောက်အထားလေးလို့မှတ်ကုန်တာလीငယ်ရွယ်စဉ်မှာတရားနဲ့ဘာမှမဆိုင်ဘူးလို့ထင်တာဟုတ်မဟုတ်ဘူးငယ်ငယ်ငယ်ရွယ်စဉ်မှာလည်းပဲ ဒီဓမ္မတွေကိုလေ့လာလိုက်စားမယ်အထုပ်ဖြစ်သွားတယ်ဆိုလို့ချင်းဉာဏ်တွေထက်လာတယ်ခုနရတုံးမိတဲ့အထက်မှာဉာဏ်ထအောင်လို့လုပ်အောင်လို့တရားထိုင် meditation လုပ်ရင်တမာရီ concentration တွေကောင်းလာပြီးတော့ဉာဏ်တွေထက်လာတာပဲလေဟိုဉာဏ်တုံးတယ်ဆိုတာនិဝရဏလို့ခေါ်တဲ့ကာမစန္ဒတွေကာမဂုဏ်အာယုန်တွေကြောင့်ကာမဂုဏ်အာယုန်ပေါ်မှာလူလာတဲ့စိတ်တွေပြင်းထန်လို့ဉာဏ်တွေတုံးကုန်တာလေဒေါသတွေအာကြီးလာတော့စဉ်းစားဉာဏ်တွေတုံးကုန်တာလေဆိုတော့ကိလေသာတွေကြောင့်လူတွေရဲ့စင်ချင်နှုံးတရားတွေကအာနေသွားတာလေ ဒါကြောင့် meditation လုပ်လိုက်လို့ရှိရင်ဒီကိလေသာတွေက내ပါသွားတယ်အဖြစ်내သွားတယ်ဖြစ်ကြောတူသွားတယ်အဲဆိုရင်ကိုယ့်ရဲ့ဉာဏ်တွေထက်လာတယ်စာတွေပါတွေကြက်မယ်ဆိုလို့ရှိရင်လည်းအလွယ်တကူရလာတယ်မှတ်မိနေတတ်တယ်နောက်စဉ်းစားတွေးခေါ်တဲ့နေရာမှာလည်းသူများနဲ့မတူတဲ့ရှုထောင့်တွေကစဉ်းစားတက်လာတယ်ဒါကြောင့် meditation ဒီမဟုတ်ဘုံနိဗ္ဗာန်အတွက်ရလို့မဟုတ်ပဲနဲ့မဟုတ်ဘုံနိဗ္ဗာန်အတွက်သာမကပဲနဲ့ဒီပိဿုပ္ပံစီပွားရေးလုပ်ငန်းတွေလူငယ်တွေဆိုရင်လည်းအတန်းကျောင်းပညာရေးတွေမှာ ဟိုနိုင်ငံသမားတွေဆိုလဲနိုင်ငံရေးမှာပေါ့နော်အအများကြီးထောက်ပံ့ဖြစ်တယ် meditation ကိုဝိပဿနာတရားကိုအနိစ္စဒုက္ခအနတ္တမြင်အောင်ကောင်းကောင်းကြီးအထောက်ထားမယ်ဆိုလို့ရှိရင်တိုင်းပြည်ဥချုပ်တဲ့ပုံကိုယ်တွေဆိုရင်လဲနိုင်ငံသမားတွေဆိုရင်လဲတိုင်းပြည်သားတွေပေါ်မှာလုံးဝကိုမိကပတမိဘတူလုံးမေတ္တာကရုဏာကြီးမားစွာနဲ့တိုင်းပြည်သားတွေပေါ်မှာဆက်ဆံနိုင်မယ်လေတကယ်ကိုယုံနယ်ခန္ဓာတွေကိုမြင်သွားခဲ့ရင်ပြောတာဒါကြောင့်ပြောချင်တာက meditation ဒီအဲ့လောက်ထိအကျုံးဝင်တယ် တက်ရောက်မှုရှိတယ်လို့ပြောတာပါနိဗ္ဗာန်တွေ့ရတယ်မကဘဲနဲ့နိုင်ငံမှာလည်း meditation ကအလွန်တက်ရောက်မှုရှိတယ်ပညာရေးမှာလည်း meditation ကတက်ရောက်မှုရှိတယ်စီးပွားရေးလုပ်ငန်းတွေမှာလည်း meditation ကတက်ရောက်မှုရှိတယ်ကလင်ကြကြကြတာတွေမရှိတော့စီးပွားရေးလုပ်တဲ့အခါမှာမတမာမှုတွေမရှိတော့အကလိတရာတွေမရှိတော့တကယ်ကိုတရားကိုသာနင်လန်းငါလာအထုတ်ထားခဲ့ရင်ပေါ့လေတာတကားပြရင်ဥစဉ်လို့ဇိုင်းဥပခင်လို့နမူနာပြစရာရှိတယ်လေဇိုင်းဥပခင်လို့ဒီဝိပဿနာဉာဏ်တွေကိုခကြီးတစ်ခုပေါအောင်အထုတ်ထားတယ်အရိယာလို့တော့သတ်မှတ်ကြတယ်ပေါ့နော် ဆိုတော့သူဒီဝိပဿနာကိုအပြင်းထန်အတောပြီးနောက်ပိုင်းမှာလဲအစိုးရတာဝန်တွေကိုဆက်လက်ထမ်းဆောင်နေစေဌာနကြီး၄ခုလာမသိဘူးသူတာဝန်ယူထားခဲ့တာတာမန်လူတယောက်မလုံနိုင်တဲ့အနေအထားမျိုးကိုလှုပ်သွားတာအလုံးတမတမတ်ကြရတယ်ငိမ့်စားယူရမယ့်အချိန်မှာတော့မှယူခွင့်မပေးကြဘူးတော်လုံးအားကြီးလို့ထက်လုံးအားကြီးလို့စီမံခန့်ခဲမှုတဲ့အလုံးတော်တယ်အာဂတိလိုက်မှုလုံးဝမရှိဘူးဆိုတော့ဒါ meditation ရတက်ရောက်မှုတစ်ခုပဲထင်တာတော့ကုန်ပြတာပေါ့နော်ဆရာကြီးဥပက္ခင်ကဒါထင်ရှားတဲ့တာတကတစ်ခုပေါ့ ဒါကြောင့်ပြောချင်တာက meditation သည်အတက်ကြီးမှအထဝါဒါမဟုတ်ဘူး။မဟုတ်ဘူးနိဗ္ဗာန်လိုချင်မှသာအထဝါဒါမဟုတ်ဘူး။စီပွားရေးသမားလည်းအထုတ်တင်တယ်။နော်နိုင်ငံရေးသမားလည်းအထုတ်တင်တယ်။ရပညာရေးသမားတွေလည်းအထုတ်တင်တယ်။သိပ္ပံပညာရှင်တွေလည်းအထုတ်တင်တယ်။ဒါမှမိမိတို့လုပ်နေတဲ့နေရာမှာပို့ပြီးတော့တက်ရောက်မှုအကောင်းတယ်စဉ်းစားဉာဏ်တွေတွေးခေါ်ဉာဏ်တွေ